ပုံမှန်ဆိုလို့ရှိရင်အဲဒီစင်ပေါ်မှာတချင်းဆိုတော့ဘာလို့ဆိုနေနေဟို underdone ဖြစ်တယ်လေ underdone ဖြစ်တယ်အပြင်နေအဲ့လိုပေါ့အတန်းထွက်မလာဘူးပေါ့နော်အဲဒီစင်ပေါ်ရောက်လို့ရှိရင်အတန်းထွက်မလာဘူးဆိုတော့ဟိုအဲ့ဒီပွဲလေးကဘယ်လိုဖြစ်လို့လဲမသိဘူးမှုတွေပါဝင်သွားတာအဲ့ဒါအောက်ကအပီပရိသတ်ကြောင့်လည်းဆိုင်ပါတယ်ကျွန်တော်တို့ကဒါစင်စင်ကြောက်တဲ့ဟာနည်းနည်းအခန့်ရှိတာတော့လေကိုဆိုလိုက်လို့ရှိရင်အောက်ကအချိန်နေရတယ်အရင်သိချင်တာဆိုတော့ ။ဒီအောက်ကကျွန်တော်ရဲ့ပြည်သက်တွေကလည်းအောက်ကနေအားပေးရှာတယ်။အဲ့တော့ဆိုးရတာအားရှိရော။ကျွန်တော်တို့ကဟိုတခုပြီးတခုအစ်စ်ဆန်းတွေကိုဒါဖန်တီးခြင်းတွေလည်းသူတွေသူဆိုတော့လေကျွန်တော်ရဲ့ပုံစံလည်းဒါအမှုပညာရှင်ဆိုတာလေလူပညာလည်းပတ်သက်သမျှကိုလေအားလုံးကိုခံစားပြီးတော့ ဟိုပြည့်လုံနိုင်မယ်လို့ပေါ့နော်ဟိုခံယူထားရတယ်ပေါ့အနုပညာရှင်ဆိုတာဒါကျွန်တော်သေဆောင်နေမဟုတ်ပေါ့နော်ဒါတခြားဟိုလက်မှုပညာတွေရှိတယ်ဒါတီးမှုတ်ဒါဖြော်ပြတဲ့ဟာတွေရှိရပေါ့နော်ဒါတွေပေါ့ကွာဟိုတက်ထားအောင်ပေါ့နော်ကျွမ်းကျင်အောင်လို့ဒါလှုပ်ရှင်တဲ့စံတာလေးရှိတယ်အဲဟိုအမြင်တိုင်းတော့စိုးမယ်လို့တော့ဒါဟိုတိုင်လေးဆန်တော့မချတာပေါ့နော်စင်းတော့မစင်းတာမစင်းတာတော့တချို့ပွဲလေးတွေပေါ့ကြုံကြိုက်လို့ရှိရင်ဒါ ဖျော်ဖြေပေးပါမယ်။အဆင်ပြေတာပေါ့ကျွန်တော်တို့ဘယ်လိုပြောမလဲဟိုပင်နေတာဆိုတာကဟိုကျွန်တော်တို့တည်တဲ့အတိုင်းပဲလေနည်းနည်းလေးကြာလိုက်အနမ်းထွက်တတ်တဲ့အမျိုးဆိုတော့ဒီပင်နေတာဘိုင်းလက်ဆက်မှုကလည်းဒါစားကြည့်လို့ရှိရင်တန်းတည်တယ်ပေါ့နော်ပဇွန်လေးဘိုင်းလက်လားမလက်လားဆိုတော့စားကြည့်တာနဲ့တန်းတည်ရဆိုတော့ဟိုကိုရီကိုရန်လည်းဒါပင်နေတာဆိုလို့ရှိရင်ဒါတန်းတန်းလေးជីជីလေးဟို heavy တွေပေါ့နော်အားရပါရစားခြင်းနဲ့တူတွေပေါ့နော် ဟိုတခါရေဖူဘာလဲဖူဘလော့ဂါကြီးစားရတာတွေပါလဲအဲ့လိုစားကျင်နေသူဆိုတော့ဟိုဒီဆိုင်လေးဒါဒီလိုလေးဖြစ်လာတော့ကျွန်တော်တွေမဟုတ်ဘူးပေါ့နော်ဒါဒီနားမှာဗီဘတ်ဗီဒီအတွက်လဲဒါအဆင်ပြေတယ်ဒါတိတဲ့ရင်ဒီပင်ပင်နေစားကိုလေဘယ်နာကောင်းလဲဆိုလိုက်ရှာနေကြမလို့ပေါ့နော်ဒီဆိုင်လေးကဒါကျွန်တော် export တင်သွင်းနေတာပစ္စည်း quality အမှန်တွေပဲဒါအသုံးပြုထားတယ်ဟိုပြီးတော့ဈေးတော့ကလည်းဒါဝယ်စားရမဖဲဖြစ်တယ်ပေါ့အဒီပစ္စည်းတွေကကျွန်တော်ဒီဆိုင်မဖွင့်ခင်နေရပါတော့အကိုရင်းနဲ့က ါခင်းသားကြပြီဒီပစွန်းအောင်ဆရောက်ထဲရဆိုတော့ဟိုသူတို့ပေးတဲ့ပစ္စည်းတွေကပင်လယ်ဓာတ်ရဲ့ကျွန်တော်ကစားနေရတာအမြဲတမ်းပေါ့နော်ဒီသင်္ဘောတစ်ခါစိုက်လာလို့ရှိရင်လည်းဒါပြည်ကြီးငါဆိုလို့ရှိရင်လည်းအိတ်လိုက်ကြီးရတာတို့ဒီပစုံနေဆိုလို့ရှိရင်ဒါဒီလက်တခွားစာကြော်ရဲပေါ့နော်အဲ့ပစုံနေဆိုလို့ရှိရင်လည်းအာသူတို့အိတ်ဒီအိတ်ဒီနဲ့ထက်ထည့်ပြီးတော့လက်ဆောင်နေပေးတာပေါ့ဟိုဒါတွေကအကူရစီကအမြင်နဲ့စားဘူးနေကြဆိုတော့ဟိုအပူပြောစရာတော့မလိုပါဘူးဟိုဒီလိုစိုင်လေးဖွင့်လိုက်တော့လည်း အခုစားသလိုဒါအခုရဲ့ဒီဘက်ပြည်တည်ပြီးလဲအခုစားရတာပဲဆိုပြီးတော့ဝမ်းသာမိပါတယ်เนาะအဲဒါကပေါ့ဒါကျွန်တော်အခုရဲ့ဒါပထမဆုံးဆိုင်လည်းဖြစ်တယ်ဟိုဒီလောက်ဟိုဘယ်လိုပြောမလဲဆိုင်ရဲ့ဟို quality quality ဘိုင်းကိုစိတ်ချလို့ဆိုဒီလောက်ဒီလောက်ပြောတာပေါ့เนาะဟိုကျွန်တော်ကိုယ်တိုင်လည်းဒီကနေပဲစားသုံးတယ်အဒီကိုရဲ့ပစ္စည်းတွေကလက်ဆက်လို့ကျွန်တော်ကိုယ်တိုင်ဒါအာမခံပြီးတော့ဒီပြောရတာပေါ့။တချင်းကတော့ကျွန်တော်တို့ဒါမိုင်းစီးတထွရှေးတိုင်းပေါ့နော်။သူမွေးနေပွဲလေး ဖိတ်တယ်ဖိတ်ပြီးတော့ဒါညပိုင်းတင်းနာစားတဲ့အချိန်ပေါ့နော်အဲပရိသတ်တွေနဲ့ကိုဆူတေးတို့လည်းပါတယ်ပေါ့ဒါကို heavy fuel တို့အဲတို့တွေနဲ့ဒါညပိုင်းအစီအစဉ်လေးပေါ့နော်ပြောပြီးတင်ဆက်ပေးပါအောင်ဆိုတော့နောက်လေးရဲ့ဒါကျွန်တော်လည်းကိုအမကြီးဆိုတော့ဟိုညိုင်းပေါ့နော်အပြောအပြောလေးဖြစ်ဖြစ်ပွဲလေးအဲအဲသရှင်လေးဆိုလိုက်လို့ရှိရင်လည်းနည်းနည်းအဲလက်ဆောင်ဆိုပေးတာပေါ့ Okay အဲ go ahead နဲ့သရှင်ဆိုပေးတာပါအတန်းတော့အဲ့လိုမဟုတ်ပါဘူးမဆိုတာလည်းကြာပြီဆိုတော့

မှုတွေပါဝင်သွားတာအဲဒါအောက်ကအပိပြိသက်ကြောင့်လည်းဆိုင်ပါတယ်ကျွန်တော်တို့မှဒါစင်စင်ကြောက်တဲ့ဟာနည်းနည်းအခန့်ရှိတာတော့လေကိုဆိုလိုက်လို့ရှိရင်အောက်ကအဲအခြေအနေကလည်းအရင်သိချင်တာဆိုတော့ဒီအောက်ကကျွန်တော်ရဲ့ပြိသက်တွေကလည်းအောက်ကနေအပိရှာတယ်အဲ့တော့ကိုဆိုကတော့အရှိရောစင်ရတာစင်ကိုရီရတယ်စင်ရော ပြကျွန်တော်တို့ကဟိုတစ်ခုပြီးတစ်ခုအစ်စ်ဆန်းတွေကိုဒါဖန်တီးခြင်းတွေလည်းတူပြီးတူဆိုတော့လေကျွန်တော်ရဲ့ပုံစံလည်းဒါအမှုပညာရှင်ဆိုတာလေလူပညာလည်းပတ်သက်သမျှကိုလေအားလုံးကိုခံစားပြီးတော့ဟိုပြည့်လုံနိုင်မယ်လို့ပေါ့နော်ဟိုခံယူထားရတယ်ပေါ့ဒါအမှုပညာရှင်ဆိုတာဒါကျွန်တော်တရုပ်ဆောင်နေမဟုတ်ပေါ့နော်ဒါတခြားဟိုလက်မှုပညာတွေရှိတယ်ဒါတီးမှုတ်ဒါဖြော်ပြတဲ့ဟာတွေရှိရပေါ့နော်ဒါတွေကိုပါကဟိုတက်ထားအောင်ပေါ့နော်ကြမ်းကျင်အောင်လို့ဒါလှုပ်ရှင်တဲ့စံတာလေးရှိတယ် အဲ့တော့အခုကျွန်တော်ဒါအချင်းလေးတပုံးနှစ်ပုတ်ဒါပြိသက်ကိုဖျော်ပြပြီးတဲ့အချိန်မှာလဲဒါကိုယ့်ရဲ့လိုအပ်ချက်လေးတွေလည်းတွေ့ခဲ့တယ်ပေါ့နော်ဟိုဘလို့ကိုဒါအကောင်းဆုံးပြန်ပြင်ဆင်မလဲဒါကိုဘလို့မျိုးအကောင်းဆုံးဒါချပြမလဲဆိုတာပေါ့နော်ဒါလေးလည်းဟိုလမ်းလေးတွေတွေ့ခဲ့ပေါ့နော်ဗာလေးကိုအမားလေးတွေလည်းတွေ့ခဲ့တော့ဒါနောက်ဆိုလဲဒါအစင်းကြီးပြင်ဆင်ပြီးတော့ဒါပြီးချပြပါအောင်မယ်တော့ဟိုပြိသက်မေတ္တာအကိုရဲ့မေတ္တာလိုမျိုးပါနော် ဟိုကျွန်တော်လည်းဒီဇာကားလေးမှာဗောနော်ရေစက်တုတ်တီတဲ့ဇာကားလေးမှာဒါခုနေတိုးကဟိုဘယ်လိုပြောရမလဲအပြည့်ဝယုံကြည်ထားပြီးတော့ကျွန်တော်ဟိုဒီသူ့ရဲ့ငယ်ဘဝလေးအနေနဲ့အပါဝင်ခိုင်းနေဆိုတော့လေဒါကျွန်တော်ရဲ့မှတ်တိုင်လေးတစ်ခုကိုကုနေတို့ကထူပေးလိုက်တာဗောနော်အဲ့တော့ကုနေတို့မြစ်တာရဲ့လည်းပါပါတယ်ကျွန်တော်အဲဒီကားလေးမှာလည်းကျွန်တော်အကောင်းဆုံးကြိုးစားထားသလိုဟိုပြည့်သက်တွေကလည်းဒါဟိုအကောင်းဘက်ကနေဒါ အဲဝေဖန်ကြရတယ်ဒါဟိုလိုအပ်တဲ့အချက်လေးတွေဒါထောက်ပြကြရတယ်အဲဒါလေးပါပဲပြီးတော့ဟို character လည်းစီးွားလည်းပါမှာပေါ့နော်ဒီစကားလေးအဲဟိုအမြင်တိုင်းတော့စိုးမယ်လို့တော့ဒါဟိုစတန်ဒေးရှင်တော့မချတာပေါ့နော်စင်းတော့မစင်းတာမစင်းတာတော့တချို့ပွဲလေးတွေပေါ့ကြုံကြိုက်လို့ရှိရင်ဒါဖြုတ်ပြပြီးပါမယ်ဟိုဝမ်းစာတော့ကျွန်တော်တို့ကဟိုအမြင်တိုင်းရှာနေရလीဟိုဝမ်းစာရှာရတယ် ကျွန်တော်တို့ဒီတရုတ်ဆောင်ဖြစ်ဖို့ပေါ့နော်ဒါတရုတ်ဆောင်ကောင်တရုတ်ဖြစ်ဖို့အတွက်အချက်လက်တွေကျွန်တော်တို့လိုက်ရှာရတယ်ပေါ့နော်ဒီတိုင်းကျင့်ကြံနေထိုင်ရတယ်ပေါ့ဟိုပြီးတော့ကျွန်တော်တို့ဒါ idea ပေါ့နော် idea တွေရတယ်ဒီတစ်ခုခုမလုပ်ခင်မှာကြိုပြီးတော့စဉ်းစားထားတာကောင်းတယ်ဗျဒီအခုဖြစ်အခုလုပ်ဆိုလို့ရှိရင်ဒါလိုအပ်ချက်လေးတွေရှိသွားနိုင်တယ်ပေါ့နော်အဲ့တော့ဒီအခုနောက်ပိုင်းတော့ကျွန်တော်အလုပ်လေးတွေလုပ်ဖြစ်လို့ရှိရင်တည်တည်ချာချာလေးဒါစီစစ်စီစဉ်ပြီးတော့မှ ဟိုလှုပ်ဖြစ်လာတယ်ပေါ့နော်ဟိုဒါလေးကတော့အခုနောက်ပိုင်းကိုယ့်ရဲ့ပြင်ဆင်မှုလေးပေါ့